ငါသားတွေကဘာသူဝါသားတွေကျွန်တော်ရဲ့ YouTube channel ပိတ်တက်ကြီးအားလုံးကုစင်းနှပြကျမ်းမာချမ်းသာကံကောင်းကြပါစေ။ယခုယာသီဆဝင်းတို့ပျောက်ရွှေ့လာတာမြန်မာလူတစ်ဆောင်မုံလခရစ်တက္ကအပြင်နိုဝင်ဘာလရောက်ရှိလာပါတယ်။အဲတော့အချိန်ဒီကာလတွေရက်တွေနာရီတွေလတွေနှစ်တွေပြောင်းတယ်လို့ ကံကြမ္မာဆိုင်ရာတွေအဆူအကောင်းတွေလည်းပြောင်းနေတယ်ခြူစည်းခြူနှင်းတွေပြောင်းတယ်တဘာဝတွေပြောင်းတယ်ဘယ်ဟာမှတည်တည်တန့်တန့်တည်တည်ချာချာမရှိပါဘူးပြောင်းနေပါတယ်အခုဒီလဆိုရင်ထူကြဖြစ်စင်နေဘေးရင်နက်ခတ်ထိုင်ရတယ်မှာအများကြီးပဲအဲ့ဒီထဲမှာအရေးကြီးဆုံးထူကြဖြစ်စင်၃ခုတောင်ရှိပါတယ် ။ဒါကျွန်တော်ပြိတ္တကြီးတဲ့ကျွန်တော်ဒီလာဟောရတာတော်တော်အားရှိတယ်ဝန်တာ။နံပါတ်1ထူးခြားဖြစ်စဉ်ကအခုဒီနိုဝင်ဘာလမရောက်ခင်ပါနော်အောက်တိုဘာလ30ရက်နေ့ညနေ9:55မိနစ်30စက္ကန့်ဌနာတိဋ္ဌဆန်းနှက်ခရှင်တဲ့အချိန်အဲ့တော့ရှင်တော့ဘာဖြစ်လဲကောင်းငင်ကနေပြီးရွှေမှုမှုမှုရွာတဲ့ခါတာမန္တန်နေဖြစ်တဲ့ ငါဝိဓဘမနာနေရှုရမအချင်းကောင်းကုသူတွေရောက်ပါမချင်းကောင်းကျိုးလူရာချိတ်ဆက်တဲ့ဆွဲငင်အားတွေရောင်ကြီးတွေအချိတ်ဆက်တွေမိတဲ့အချင်းမိမိတို့ရဲ့ဥကောင်းပေါ်မှာရွှေမိုးငွေမိုးရွာတကဲ့သို့ကံကောင်းတဲ့ဂျူစီအဆက်အသွယ်ရတာအဲ့တော့ယေဆူတာပေါ့နော်မိုးဆူတာရွာတာပေါ့ မိုးရွာတဲ့ချိန်မှာအောက်မတူညီတဲ့မိုးဟာရွှေမိုးငွေမိုးရွာတယ်လို့ကံကောင်းတဲ့လမ်းကြောင်းအဲ့တော့ရေကိုခွက်သေးသေးလေးနဲ့ခံရလဲအဲ့ခွက်နဲ့ရမှာပဲခွက်အကြီးနဲ့ဆယ်ကြီးနဲ့ကန်ကြီးနဲ့ခံရလဲဆယ်ကြီးကန်ကြီးခံတော့ရမှာပဲဒါကြောင့်အဲ့ကံကံကောင်းမဲ့ဖြစ်စဉ်အောက်တိုဘာ30ရက်ရှိပါတယ်အမမဟာဝိဒ္ဓပမန္တန်နေရွတ်ကြပါကောင်းမှုကုသိုလ်တွေလုပ်ကြပါကထိန်တွေခင်းကြပါ ဟာဒါနသီလတွေလောက်ကြပါဒါဆိုမိမိတို့တနစ်တာအတွင်းမှာကံကောင်းမှုတွေဘဝတစ်စ်ပြောင်းလဲမှုတွေအနှဲနဲ့အများကြုံပါလိမ့်မယ်သူကံနဲ့သူပေါ့တပြေးညီတည်းကြီးတော့မဟုတ်ဘူးပေါ့နောက်ဒုတိယဖြစ်စဉ်လေးအဲ့ဒါကအခုတစောင်းမိုးလာပြီနေရ၄ရက်နေနှောင်းပါအဲ့၄ရက်နေရနခတ်တရားတွေဆုံးပြီးတော့တစောင်းမိုးလာပြီနေကြီးဟာခါတိုင်းနဲ့နဲ့မတူတဲ့ ငါခတ်တရားဆုံးတာဘလို့ဆုံးတာလဲဆိုကြာတပလေးလို့ခေါ်တဲ့ဒနာဒုက္ခချမ်းသာချူကြီးအဲ့ချူကြီးဟာကျွန်တော်တို့ကုံညာတီရနေမေထုံညာတီရနေကရကရာတီ45ရက်လောက်ခတ္တခဏရောက်ရှိလာအဲ့ရောက်ရှိလာတော့ဘာဖြစ်လဲ TV နတ်ခတ်တီအဓိပ္ပာယ်နတ်ခတ်တီ သူ့ရဲ့ဂျူဝင်ဂျူထွက်အားကောင်းပြီးဒီကြာတပရိဂျူကြီးကလူသားတော်တော်များများအတွက်ကောင်းကျိုးတွေကိုဆောင်ရွက်มาဖြစ်ပါတယ်အပြစ်တတန်းကိုခြေမုံมาဖြစ်ပါတယ်စီဝါဥစားဂုံတိတ်ခါငွေကြီးရာထူးရာခံကြားမာရေးချမ်းသာရေးအိမ်တော်ရေးလူမှုရေးထီပေါက်တာအပြိုင်ဆိုင်နိုင်တာဆာမွေးအောင်တာဒါတွေကသူကပေးစွမ်းနိုင်တဲ့တတ္တိရှိတယ်မိမိတို့ရဲ့ခေါင်းပေါ်ကို ဒနာဒုက္ခချမ်းသာပြီးတဲ့ဂျူပီတာအင်္ဂလိပ်လားနော်ကိုဒုက္ခချမ်းသာဂျူအကြီးပေါ့နော်ကဘာလဲ၃လေးသားလောက်အဲ့ဒါကြီးကဖြတ်မှာအဲ့ကိုကိုဂျန်ရန်ကုန်ရှမ်းပြည်ပင်တရဘမောဘမောက်မန္တလေးနေပြီးတော့ပကံစားရည်သူဖြတ်တမ်း အဖြတ်သားတဲ့ကာလာတော့နိုဝင်ဘာလ6ရက်နေ့ဖြတ်မှာဒါကဒီလအောက်တိုဘာ18ကနေစပြီသူကအားဒီသူရဲ့ဂျိုစီတတာကြီးအားကောင်းတယ်အားကောင်းတဲ့ခါကျတော့ဒီလာမဲ့နိုဝင်ဘာလ9ရက်6ရက်9ရက်ဒါကြီးအားအလုံးကောင်းတဲ့ကာလာ နောက်လာပြည့်နေ့ဟာနခတတရာစုံတဲ့အချိန်နဲ့ဒီကြာသပေးချူကြီးနဲ့တော့ပေါင်းပြီးတော့လာပြည့်ကျော်တရနေ့ဟာစူပါမွန်းလို့ခေါ်တယ်တိတ်ကြီးမားတဲ့ထွန်းတောက်တဲ့လာကြီးပေါ်ထွက်လာမှာဖြစ်တယ်ခါတိုင်းနေလေဒီလာကြီးကတော့ပေါ်တော့ပေါ်တာပဲဒါမတူဘူးအော်တိုဘာ9ရက်နေ့ဒါဆောင်မိုးလာပြီးတော့တရက်နေ့စူပါမွန်းဖြစ်တာကအ သောတော့ပြောတယ်ကြာတပိချူတယ်စူပါမွန်းဆိုတာလတင်းလာချူရယ်ဆန်းချူလို့ခေါ်တယ်ဆန်းအားအရန်ကောင်းတဲ့လငွေအားကံအားကြံအားဆွဲအားလူချင်းလူခင်အားကောင်းတဲ့လကြီးနဲ့ဒီကြာတပိနဲ့တွားပြီးတော့အားကောင်းတဲ့အချိန်ဒနာတိတ်ထနက်ခဆန်းရှင်တဲ့အချိန်အဲ့လိုတော့ကြုံတဲ့လဒါကြောင့်ဒီအော်တိုဘာလ18ရက်လောက်ကစရပြီးနိုဝင်ဘာလတစ်လလုံးဟာလှုပ်တက်ရင် ယူတတ်ရင်ကြင့်ကြံနိုင်ရင်ယူတာကြိုးစားရင်ဘာသာရေးရှိရင်အများကြီးကံကောင်းသွားလိမ့်မယ်။ဥပါသူပြီးစွာလည်းနေတာတို့မယုံမကြည်တာတို့ဖြတ်တန်းသွားလာတာဒါတော့တတ်တတ်ပေါ့။အဲ့တော့ဘာလို့ပြောကျင်လဲဆိုရင်ကံကောင်းတဲ့နက္ခတာယာစီစုံတဲ့အချိန်မှာကျွန်တော်ပိဋကကြီးကံကောင်းအောင်လုပ်ကြပါ။ကံကောင်းအောင်လုပ်ဖို့ကဒါနတိလဘာဝနာတွေများများလုပ်စိတ်ကောင်းနေထား ဝိဒဘမန္နာတို့ယန္နာတုတ်တို့စေနာမိခါတာတို့ပဋ္ဌာန်းတို့ပေးတို့ရွတ်အထူးသဖြင့်အခုဒီအော်တိုဘာလာခုမရနေနိုဝင်ဘာတလာလုံးကြိုးစားဆောင်ရွက်ကြရင်တနှစ်တာအတွင်းရောတသက်တာအတွင်းရောဘဝတစ်ဆင့်ချူပြောင်းလဲတာတွေသူရဲ့နဲ့သူဖြစ်လာလိမ့်မယ်တိုးတက်လိမ့်မယ်အားလာဒီပဏာမပြောပြရသည်အဲပြီးတော့မှခုနှစ်သားသမီးကံကြမ္မာတီနိုဝင်ဘာတလာတာအတွက်ပြောပါမယ် ဟောကျွန်တော်နောက်တစ်ခုမြတ်တရရခံနေတာကျွန်တော်ရဲ့ဒီ YouTube channel လေးပေါ့နော်ဆရာကြီးဦးကောင်းဆန်လင်းစုလီမြန်မာပေါ့အဲ့ဒါလေးကိုကျွန်တော်ခေါင်းလောင်းလေးတီးတာတို့ဘာလို့လုတ်ပြီးပါဘာကြောင့်ဆိုတော့ကျွန်တော်အရင် account ဟောင်းမှာလူပေါင်း9000တသိန်းလောက်ရှိတယ်ဗျအဲ့ဒါကျွန်တော်အကြောင်းတစ်ခုကြောင့်ပြတ်သွားတယ်အစ်စ်ပြန်လောက်ရတာပြန်လောက်ရတော့ကျွန်တော်မှနည်းနည်းလေးဟိုပေါ့အားနေနေတယ်အဲ့ဒါကြောင့်ကျွန်တော် မေတ္တာထားသောအပြင်ပိဋကကိုမေတ္တာထားသောအပြင်ကိုလည်းကုသိုလ်ရပါနော်အဲခေါလောင်းလေးတီးတာလေးကြိုးစားပြီးလှုပ်ပြကြပါဒါမှကျွန်တော်လည်းအားရှိပါတယ်ကျေးဇူးတင်ပါတယ်အခုဆက်ပြီးတော့ဒီခုနှစ်သားသမီးအကြောင်းဟောပါမယ်နော်ပြီးတော့မှဖြိုးလိုက်ဆိုင်တဲ့ပတ်သက်တာတွေလည်းပြောပါခုနှစ်သားသမီးမှာတနုံးတွေသားသမီးတွေကဒီနိုဝင်ဘာလတလမှာကန့်ကောင်းတဲ့ထဲမှာ90ရာခိုင်နှုန်းရှိတယ် စီးပွားရေးတွေကံကောင်းမဲ့ငွေကြေးတွေလဲပတ်မဲ့ယာဓုဌာနတွေမတိုးတဲ့အောင်ตายရနေမယ်တချို့တိုးတက်သွားလိမ့်မယ်ဆောင်မွေးဖြေတာတွေအောင်မယ်ရောင်းဝယ်ဖောက်ကားကုန်တဲ့တွေပျော်ပျော်ရွှင်ရွှင်ရီမောမောတာတာရာငွေတွေလဲပတ်မယ်လူမှုရေးဆိုင်ရာအိမ်တော်ရေးဆိုင်ရာတွေတာတာရာရာဇာန်သူနေပြီးပိတ်ဆွေဖြစ်မယ်တကွဲတပြားတွေပြန်ဆောင်တွေ့မယ်အဆက်အသွယ်တွေရမယ်အဲလက်ထပ်ထိန်းများတဲ့လူငယ်တွေဆိုရင် စိတ်သက်ကြောင်းလာတဲ့အဆင့်เนาะตาရဖြောင်ပြူးမယ်အိမ်တော်ရှင်တွေဆိုလဲသူ့ဘာသူ ပြန်ပြီးတော့ဆုံတွေ့ရတာတွေအပြန်ตาရတာတွေတပေါင်းတစီဖြစ်တာတွေပေါ့เนาะဒါအိမ်တော်ကြီးကောင်းတယ်ဆိုပါတော့ကျမ်းမာရေးဆိုင်ရာတွေမှာလဲချိုရင်းပြက်စီးနေတဲ့ကျမ်းမာရေးတောင်ဆီကောင်းဘွားကောင်းတမားကောင်းတွေ့ပြီးထူထူတောင်တောင်ဖြစ်လာကျမ်းမာရေးကောင်းတဲ့လူတွေပူကောင်းမှာခရီးသွားမဲ့လူတွေပျော်ပျော်ရွှင်ရွှင်သွားနိုင်လာနိုင်မယ်အလူဒါနာတွေလုံနိုင်လိမ့်မယ် ပညာရေးတို့ခရီးတို့ကြားမရေးတို့ကောင်းတယ်လို့အထွေထွေဖျားမြနှုံကံကောင်းတဲ့လာတလပူကောင်းကျင်တယ်ဆိုရင်တော့နီညူရောင်ပန်းရောင်လက်ပြာရောင်နဲ့ချီပြာရောင်တွေဝတ်ပေးပါထီထိုးကျင်တဲ့လူတွေကတော့စနေတနေ့နေ့နေ့မှာတက်လေးခွန်ပတ်လဲထိုးပါရေရရာနေနဲ့ပူကံကောင်းကျင်ရင်တော့တနေ့နေ့နေ့ရောက်တိုင်းနှွေမှာတလာလုံးပဲကြော်ကော်ပီကိတ်မှုအုံသီးပါတဲ့အစားအစာတွေမုံနေအနီရောင်ပန်းတွေလှူပေးပါ ခွေးတွေခိုးတွေငားတွေငှက်တွေအစာကျွေးပြီးအရာတိတ်တိအရာတိတ်တိအရာတိတ်တိပရိစ္ဆေဘတလာလုံးစိတ်ပါအားလားဆိုရင် တနုန်နေတာသမီးတွေနိုဝင်ဘာလမှာကံကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့တနင်္လာတာသမီးတွေတနင်္လာတာသမီးတွေရတော့ဒီနိုဝင်ဘာလမှာ အကောင်းဆုံးပါပဲထွန်တော်ကာကချမ်းချမ်းသာသာကျမ်းကျမ်းမာမာစီပွားရေးလက်ပတ်မှုတွေ အလူဒါနာတွေခရီးသွားတာတွေအလုတ်ရာဓုငွေကြီးအယောင်းဝယ်တွေတိုးတက်တာရွှင်မြူတာအဲရောင်းဝယ်ဖောက်ကားတွေကောင်းတာအဲအလုတ်ကိစ္စအိမ်ကိစ္စအိမ်တော်ကြီးစီးပွားရေးလူမှုရေးပြောတိုင်းဆိုတိုင်းတင်တောင်းတင်တယ်ဖြစ်တာကျမကြီးတွေလည်းပြန်ကောင်းလာတာပေါ့ဗျာကောင်းပြီးသားလူပိုကောင်းတာပါရင်းနေကားတွေလက်ဆောင်ပစ္စည်းတွေဝင်တာအိမ်ချမ်းပြီးရောင်းဝယ်တာအဲပြီးတော့ခရီးသွားလုပ်ငန်းတွေခရီးသွားမဲ့လူတွေနိုင်ငံတကာရောက်နေတဲ့လူတွေဆိုပူကောင်းတယ် နိုင်ငံသားမှရှိနေတဲ့တနင်္လာသာသမီတွေကနေထိုင်ခွင့်ရတာတို့ကြောင်းရှောက်ခွင့်ရတာတို့ຢာဓုရအလုံးရတာပြည်တွင်းမှာရှိတဲ့လူတွေလည်းသူနည်းသူဟာနဲ့အကောင်းဆုံးလားတလားလို့မှတ်ပါဒါကြောင့်ဒီကာလမှာဒီလမှာတနင်္လာသာသမီတွေကလှုပ်ရှားကြိုင်ရှားရှိတာတွေရဲရဲတင်းတင်းလှုပ်ပါဘာလို့လဲဆိုတော့ဒါစူပါမွန်းဆိုတဲ့အာကောင်းတဲ့လာကြီးကလည်းကြုံသွားတာလာပြီးတော့တရနေမှာကြာသမီးသောသာဓနာဟော ခေနာဘုံငိမ့်ဆိုင်တယ်အဲ့လိုပဲမှတ်ထားပါဗျာနော်အာ TV နခတ်တုနော်အ TV နခတ်တုနဲ့တော့ကြုံတာဒါတော့တနင်္လာသာသမီတွေကတော့အထူးအထူးကန့်ကောင်းတဲ့လပူကောင်းနေတယ်ဆိုရင်တော့အစိမ့်သူတွေခရမ်းနဲ့ပြနဲ့ချင်းရောင်စပုတ်ရက်တွေတာတာနာနာလူကိုတစိကောင်းတာတွေဝှက်ပါမိဘဆရာခင်မုန်းဆရာယူသေးပါစိတ်တက်မြင်မအောင်ထားပါအောက်တန်းကြတဲ့စိတ်တွေဖြောက်ပါခူးသူလူ၌မကောင်းတဲ့မတမာစိတ်တွေဖြောက်နေတယ် ကံကောင်းပါမယ်ကံတော့ကောင်းတယ်ဗျမတမာစိတ်တည်နဲ့ကြားပြန့်စိတ်တည်ထားမယ်ဆိုရင်တော့အဲ့အောက်တန်းစားဖြစ်ပြီးထောင်မှာကျသွားလိမ့်မယ်အထီးထိုးခြင်းမှာတောက်ကြတနင်္လာနေ့ဒီမှာ3 6 8ခန်းနေထိုးပါရေတရားအနေနဲ့တော့တနင်္လာနေ့ရောက်တိုင်းရေသက်စီပန်းသက်စီလှူပါဂုံတော်ကူပါတပားဟုတ်တပတ်စိတ်ပါတရားထိုင်ပေးပါတနင်္လာသားသမီးများကျမ်းမှချမ်းသာကံကောင်းကြပါစေဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေ အင်္ဂါသားသမီးတွေရောဒီလခေါ်ရတာတန်းနဲ့အာနာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလောကဓာတ်နဲ့ကြုံရတဲ့အခြေအဆိုးလေးတွေဘာလို့လို့စေတနာမှာအလုံးမှာအကင်မှာကြာမကြီးအာနဲ့ဒါလေးတွေရှိသလိုအဲငွေကြေးဆိုင်ရာတွေမှာလည်းသတိဝရိယနဲ့တုံးရမှာအကုန်ကြများတာတို့မထင်မှာပဲခူးစုပျောက်ရှရောရတာတို့လေးတွေရှိသလို့ အဲအိမ်တော်ကြီးပြိပခါလေးတွေလူမှုရေးပြိပခါလေးတွေကိုဘလောက်ပဲကောင်းအောင်ပျော်ပျော်ဆူဆူတဖက်ကအကောင်းမမြင်တာနောက်ဆုံးလူမှုရေးအတွက်မိသားစုအတွက်အများအတွက်ပင်မနာခရီးတွေသွားတာဝိုင်းပြီးဖြည့်ပေးရတာကူပေးရတာစိတ်ပန်းလူပန်းခန္ဓာနွမ်းတဲ့ကာလဒါကြောင့်ပညာရေးဆိုင်ရာကျမ်းမာရေးခရီးကိစ္စတွေသတိထားနိုင်ငံသားရောက်နေတဲ့အင်္ဂါသားသမီးတွေဖြည်တာဆူတာသွားတာလာတာနေတာထိုင်တာလုံခြုံအောင်နေသတိဝရိယနဲ့နေ ဲ့တော့ဒီအညံ့နေလွတ်ချင်တယ်မဖြစ်ချင်ဘူးဆိုရင်ဝေးရမယ့်အရာတွေကနှက်ပြခဲရောင်အရာနှမျိုးသုံးမျိုးရောတာတွေသစိတ်လူကိုကောင်းတာတွေဂျင်းပေါင်းပြီးဂျင်းအိမ်တွေဝက်ကြောပြဲရင်မြဲတွေအနှုတ်ဆုတ်ခုံးဆုတ်တွေညှိုးမိန်တာတွေမဝက်နဲ့ကံညံ့ပြီဆိုရင်တောက်ပြောင်ဝက်အဝက်ကဘဝအတွက်စကားပြောအရာတောက်စီတယ်ပြီးတော့မိမိနာမည်တွေတကူးကြည့်အောင်ဒီလာထဲမှာလို့မိမိနာမည်ကအင်္ဂါနဲ့ပတ်သက်တာ အဲ့ဒါဒီဘလို့တကူကြည့်အောင်လုပ်ရမယ်ကိုယ့်ရဲ့နာမည်ဒီစက္ကူမာရေးခုနှစ်တက်တဲ့ဒီရေးအဲ့ရဖះเจ้าတော်မှာမြတ်စွာဘုရားကိုပုဂံလေးနဲ့ထည့်ပြီးအနေတိုင်းအဲ့ရဆာရွက်လေးပုဂံလေးရှိမှထားပြီးပေးပဋ္ဌာန်းရွတ်တာမေတ္တာတုံရွတ်တာတွေလုပ်အဲ့ဆိုရင်ကိုဓာတ်ပုံတွေမှာထားနိုင်ပူကောင်းတာပေါ့နော်အယုံနာခန္ဓာတွေထွန်းတောက်သွားတယ်စောစောအပေါ်မှာပြောခဲ့တဲ့အဲလောကဓာတ်တွေကြမာစိုးတွေလျော့နေပပျောက်ပြီးကောင်းတဲ့ဘက်လှည့်သွားတယ် အဲ့ဒီမှာမှထပ်ပြီးတော့ပူကောင်းခြင်းနဲ့ဆိုအထိတ်ကောင်းနေပြီကောင်းတဲ့နေထိုင်ပြောဆိုလောက်ကိုင်းကုစုကောင်းမှုလောက်တဲ့နေရာဒီမှာဝိုင်းဝန်းပူပေါင်းဆောင်ရွက်နောက်အင်္ဂါဗုဒ္ဓဘုရားစနေနေ့ဒီမှာ264ကုကဏ္ဍနေထီထိုးအင်္ဂါနေ့ရောက်တိုင်းမှာစံစီစေးစားဆွန်းလူနိုင်နာလေးလူအဆင်ပြေသလိုပေါ့နောက်အင်္ဂါနေ့က၄ရက်ရှိတယ်တလာထဲမှာအဲ့ဒီနေ့ရောက်ရေတက်စီပန်းတက်စီအိမ်မှာပဲလှူလှူဖျားမှာပဲလှူလှူလှူပြီးတာမုဒ္ဒိကာတာတော်ကြီးတက်စီရွတ် ဂုံတော်ဟုပါပရိစိတ်ဓာသူသောသောအင်္ဂါသာသမီအဆူအညံပျောက်ပြီးကောင်းတဲ့ထဲကိုမထင်မှပဲပျောက်သွားလိမ့်မယ်အင်္ဂါသာသမီအလုံးဘေးရကင်းပြီးကြမ်းမှချမ်းသာကံကောင်းပါစေဆက်လက်ပြီးဗုဒ္ဓဘုသာသမီဗုဒ္ဓဘုသာသမီတွေကတော့ဒီလတလတာမှာအလဲအလတ်မှာရှိတယ်အကောင်းလည်းမဟုတ်အဆူလည်းမဟုတ်ပုံမှန်အတိုင်းပဲသူရဲ့စီးပွားရေးကြမ်းမာရေးအိမ်တော်ရေးလူမှုရေးတွားရေးလာရေးနေထိုင်ရေးစားဝတ်နေရေး ရာသူရာကအကြမ်းစီပုံမှန်ပဲတွားနေတယ်ပုံမှန်ပဲတွားနေတဲ့အတွက် ပုံမှန်တဲ့ပူကောင်းနေတယ်ဆိုရင်တော့ရွှေရောင်တွေအဝါနုတွေအဖြူတွေငွေရောင်အရောင်နုအရောင်ဖြော့အကွက်အစင်းတာတာနာနာလှလှပပမမောကြောကြောဝက်အခုလူအလူဒါနာကထိန်ရာတိဒါနာတိလာတွေပေါင်းပူပေါင်းပြီးဆောင်ရွက်ပြီးတော့စနေတနင်္လာဗုဒ္ဓဟူးနေ့တွေမှာ၄၆၈ သုံးလုံးပါတဲ့ထီထီထိုးပို့ပြီးတော့ကံကောင်းခြင်းဗုဒ္ဓဘူးရောက်တိုင်းအကျော်အမျိုးမျိုးပန်းအမျိုးမျိုးအသီးအမျိုးမျိုးလှူလောကဝိသ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 ူပရိစ္ဆေဘစိတ်အိမ်ထဲမှာရှိတဲ့ထီးပြက်ဖနာပြက်အင်းပါတဲ့ပစ္စည်းနင်းစီပန်းကမုန်းအားသာလှုပ်ပြက်ဖရာစီတီတော့ရောင်တော်တွေဖွင့်အဲဒါဗုဒ္ဓဘူးသားသမီးတွေအလဲအလက်ကနေပူကောင်းသွားတဲ့အထဲကိုကံကြမ္မာပြောင်းသွားပါလိမ့်မယ်ဘုရားဗုဒ္ဓသမီးအားလုံးဘေးရန်ခင် ကြားမှာချမ်းသာကံကောင်းကြပါသည်ဆက်လက်ပြီးတော့ကြာသပရိသသမီးကြာသပရိသသမီးတွေကဒီလဘယ်လိုပြောရမလဲထူးထူးခြားခြားကံကောင်းတာပေါ့နော်ဘာကြောင့်လဲဆိုတော့သောတော်ပြောတဲ့ကောင်းကင်ကကောသကြာသပရိရမေထုံညာတီကနေကြာသပရိအုပ်အိမ်ဖြစ်တဲ့ကရကရာတီကိုရွေးလာခေတ္တခဏပေါ့နော်အာသူကအဲရွေးလာတဲ့ခါမှာသီးဘူးနတ်ခတ်တဲ့ အဓိပတိနှက်ခတ်တယ်အရာရီကတွားပြီးမိမိတို့ရဲ့ခေါင်းပေါ်ဖြတ်သားတဲ့နေရာကြီးရောက်တယ်အမစူပါမွန်းဆိုတဲ့လာကြီးကကောင်းတယ်တစ်ဆောင်တိုင်းနှက်ခတ်တာရီဆုံတာအဲကြာသပတိသားသမီးတွေဒီလမှာဒီကံကြမ္မာကြီးတော်တော်ကောင်းနေတယ်ဗျစီပွားရေးတွေအလုပ်တွေယာတို့တွေတိုးတက်မယ်ထီတွေပေါက်မယ်အမြတ်တွေရမယ်အမွေတွေရမယ်ကျမကြီးဆရာကြီးကောင်းမယ်အကူကြီးအထောက်ပံ့နေရမယ် အနိုင်ဆုံးအခက်ခဲဆုံးကြားရောက်နေတဲ့လူတော်ကိုယ်ရုပ်တရက်ကြီးလာပြီးကူတာတွေဆောက်ရှောက်တာတွေအထောက်ပံ့ပေးတာရကျမ်းမာရေးပညာရေးကောင်းမယ်နှလုံးသားအိမ်တော်ရေးချစ်သူလူရှောက်တော်လန်းတာရမယ်ခရီးတွေကောင်းမယ်ပိတ်ပင်ဟန်တာဒုက္ခရောက်နေတဲ့လူတော်သူရနဲ့သူအသက်ရှူဖို့ခြောက်လာမယ်ပူကောင်းနေတယ်ဆိုရင်တော့ဒီကာလမှာမဟာဝိဒ္ဓဘမန္တန်နေနေ့တိုင်းရော့စိန်သာမဏိဂါတာတွေရော့ ်တပ္ပဇယမင်္ဂလာဂါထာတွေညော့တတနာကုန်တွေပရိစိတ်ဂုံတော်ကိုးပါးတွေစိတ်စိတ်နှလုံးကိုအမြင့်ဆုံးထားမိဘဆရာသမားယူသည်ကောင်းတဲ့စိတ်တွေမွေးမကောင်းတဲ့အတ္တမမာနနဲ့မကောင်းတဲ့တောကပြာပါဒဒုက္ခတွေလွတ်ချလိုက်ကံကောင်းတဲ့အခြေဆိုအမြဲမရှိဘူးနော်အခုဒီလိုကောင်းမှုဆိုနှစ်ခွန်းနှလုံးဆောင်ရတာဒါဟုတ်နက်ကရှူတော့ရတယ်ပြောတယ်အဲ့လိုကောင်းတဲ့အချိန်မှာတစ်ချက်လေး လက်တဖြစ်သည်ချိတ်မိသွားဘဝတစ်ခုလုံးလမ်းတော်ကောင်းတော်အဲ့လိုကောင်းမှုကကိုကလည်းပြောင်းမှုလိုတယ်ကံဆိုတာအလုတ်ပဲအလုတ်ဆိုတာကိုယ်တိုင်ပြုပြင် ပြောင်းလဲဖို့လည်းအများကြီးလိုတယ်အလုတ်ပြောင်းရင်ကံကောင်းတယ်ကံကောင်းရင်အလုတ်ပြောင်းတယ်စိတ်သက်ကစပြောင်းလိုက်အဲ့ဒီမှာကံကောင်းတဲ့အချိန်နဲ့စိတ်သက်ပြောင်းတာနဲ့လှုပ်ရကောင်းတာတော့ချိတ်လိုက်ရင်ဟုန်တိုင်းဟုန်တိုင်းနဲ့ကံကောင်းသွားမယ် ဒါလေးအကြံဉာဏ်ပေးတာပါဗျာနော်အထီထိုးခြင်းနဲ့ဆိုရင်တော့ကြာတော်လေးနေ့အင်္ဂါနေ့ဒီမှာငါးခွန်ထိပ်သီးပါတာတွေထိုးပေါ့နိုင်ငံသားထီတွေပို့ထိုးပြီးငါးခွန်တုံ့ကြပတ်လဲပေါ့နော်ရေရေကြာတော်လေးရောက်တိုင်းကောင်းခြင်းပါတဲ့မဟုတ်ကောင်းခြင်းပေါင်းကြာစံခောက်ဆွဲတုတ်တုတ်ကြောကြောငပြောသည်ပဲကြော်သည်လှူအရာတိတ်သည်အရာတိတ်သည်ဆယ်ပါရွတ်ပဋ္ဌာန်းနေရွတ်ပြီးကြာသေးသားသမီးများ အကောင်းဆုံးကာလမှာအကောင်းဆုံးတရဖူတွေစောင်းနိုင်ကြနိဗ္ဗာန်ရှိအောင်ကောင်းကျိုးပြုကြပါစေရကြပါစေဗျာဆက်လက်ပြီးတောက်ကြသာသမီတောက်ကြသာသမီတွေဆိုတာဒီလထဲမှာအဲသူလည်းပဲအင်္ဂါနိဗ္ဗာန်ပေါ့တရိအတိကမှာမကဘူးဆိုရင်အပြောအဆူအလောက်ไก่ဘလောက်ပဲစေတနာနဲ့လှုပ်လို့အပြောမအဆူမအလုံးမအไก่မဖြစ်တာတရိလက်လွတ်လိုက်တာနဲ့အမားတွေလုံမိတာယင်းဒီမြုံနာမှုတွေမှားလား သူများပြောဆိုတာကိုနားယောင်သွားပြီးတော့တခါလဲအိမ်ဝဲခြံဝဲတိုက်ဝဲတွေမှားလာဟာသူများပြောဆိုတာတွေကိုသတိလက်လွတ်လိုက်လှုပ်လိုက်တဲ့အတွက်စီးစစ်ချက်တွေမှားလာဓမ္မန်တွေမှားလာဓမ္မမှားတဲ့အခါကျတော့ဆရာဝန်ရမှာအခုအဲ့အမှားလေးတွေဖြစ်တတ်တယ်အရကံရသဘောတရားကိုကရေတောက်လိုက်တာပဲဒါကတကယ်တမ်းတော့ကိုကဒီတောက်လိုက်တဲ့ရေဟာသတိထားလိုက်တဲ့အခါမှာ ရေမဟုတ်ဘဲနဲ့ဟိုနန်းနန်းလေးခက်ခဲတဲ့အစိတ်အတော့မျိုးဖြစ်တတ်တယ်အဲ့ဒီသဘောအဲ့တော့ဒီကာလမှာတောက်ကြတာသမီးတွေကစီပွားရေးပဲလှုပ်လို့အလုတ်အကန်ယာဓုခရီးပဲအိမ်တော်ရေးအချီရေးပညာရေးဘာလေးပဲလှုပ်လို့အတိကသရိကအဲ့ဒါဆိုမမအောင်ပူကောင်းနေတဲ့ဒီအငှိအကျေးတွေဆိုးတာတွေမရောက်ချင်အချိန်တိုင်းသရီထား အတိထားအတိနဲ့တတိကဒေါသလောဘမောဟဖြစ်တာနဲ့ချက်ချင်းဖြောက်ပြီးရင်နေ့တိုင်းနေ့တိုင်းပိတ်များများရွတ်ဇေနာတုတ်တွေမေတ္တာတုတ်တွေဒါနာပိတ်တွေပုပ္ပင်နာတုတ်တွေပထဝီဇယမန္နာတွေဝိဓပ္ပမန္နာတွေရွတ်မေတ္တာထားမေတ္တာတုတ်ရွတ်တာတဲ့ဆိုင်မေတ္တာထားဖို့ပူလူအပ်တယ်မေတ္တာတုတ်ကြီးကအခေါက်တသိန်းလောက်ရွတ်ပြီးမေတ္တာကြမထားနိုင်ဘူးဆိုတော့မဟုတ်သေးဘူး အမြတ်တာတာစေနာတာပါငှက်တွေငားတွေလှုပ်ပါစိတ်ငြိမ်အောင်ထားပါစကားနဲ့နဲ့ပြောပါလက်တွေ့ကြကြအလုပ်လုပ်ပါနှလုံးသားအိမ်တော်ကြီးချစ်သူကိစ္စလေးတွေနဲနဲလေးနောက်ဆုတ်ထားလိုက်ညာနဲ့ကံနဲ့ကောင်းမှုရှည်တန်းလေးနဲ့တင်ထားသေးလားအဝိဇ္ဇာမဲ့အကြောင်းတွေအဝါနုရှင်ဆွေအောင်ပလဲအောင်နဲ့အဖြူအကွယ်အစင်းတွေဝင်ရင်ကံကောင်းတဲ့ဘက်ပါသွားမယ်တောက်ကြအင်္ဂါတွေမှာထီထိုးဝါသနာပါရင်63အတွဲလိုက်ပါတာကိုထူး နောက်ဘက်ကခွန်လေးထားပေးလိုက်။တောက်ကြရောက်တိုင်းမှာရှိတက်စီပန်းတက်စီလူနဲ့ငါအရှင်လွတ်ပေးရွတ်သူကတော်သူကတော်သူကတော်ဆက်ပါစိတ်တရဏုံသုံးပါစိတ်အားသို့တောက်ကြသာသမီးတွေနိုဝင်ဘာလမှာကံကောင်းတဲ့ထဲကိုရွေ့သွားမယ်။ကံအညာဟောတာတော့မှန်တယ်။ကောင်းခြင်းမှာလာလို့လေမှာလာလို့ရင်တက်တာမှာပေါ့။ဒီမကောင်းဆေးပေးတယ်ဆေးတော့ဆေးလည်းမတော့ဘူးနေလည်းကောင်းခြင်း story မရဘူးစနေသားသမီး နိုဝင်ဘာလမှာစနေသားသမီးတွေကတော့အကောင့်ထဲမှာသူလည်းပါတယ်ဗျသူလည်းတန်းင်းလာတို့ကြာတပရိတို့နောက်မှာတန်းစီနေကောင်းတဲ့ထဲမှာအော်စီးပွားရေးဖွံ့ဖြိုးမဲ့တိုးတက်မဲ့အယောင်းဝဲအမြတ်ဆုံးနေရမဲ့အထူးသဖြင့်အမှုပညာနဲ့သက်ဆိုင်တဲ့လူတွေကြောင်းမြေနာနဲ့သက်ဆိုင်တဲ့လူတွေခရီးနဲ့ဟိုတယ်နိုင်ငံတကာတွင်းတွက်ရေးနာ ွဲသားရှေ့နေအောင်မြင်တဲ့ကာလအလုတ်ရာသူတွေတိုးမဲ့ငွေကြေးတွေလွှဲမဲ့လူမှုရေးအိမ်တော်ရေးတာယာမဲ့အိမ်တော်ရေးဖောက်ပြန်တော့မတာယာဘူးကျမ်းမာရေးကောင်းမဲ့ညနာတွေပူကောင်းမဲ့ပညာရေးကောင်းမဲ့ပြည်တွင်းပြည်ပခရီးတွေတော့ရမဲ့အလှူတွေလုပ်ရမဲ့အိမ်သိရာသိအပြောင်းရွှေ့တွေရှိတဲ့တိုက်တာကွန်ဒိုတွေအသိရမဲ့အဟောင်းရောက်ထွက်မဲ့နိုင်ငံသားခရီးတွေရှိတဲ့ တော့ရင်ကောင်းတယ်ချစ်သူသူလျှောက်တော်လန်းตายပြီထိမ်းမြမင်္ဂလာအခန့်ချင်းစီဖြစ်မယ်အိမ်တော်ရှင်တွေပူပြီးตายရတာတွေရှိပါတယ်အဲ့ဒီထဲမှာမှပူကန်ကောင်းခြင်းနဲ့ဆိုရင်တော့ဖြူလွှတ်လွှတ်အယောင်ကြီးပြာအယောင်အယောင်နှုလေးတွေအယောင်နှမျိုးသုံးမျိုးရောတာလေးတွေအပွင့်အခက်တွေဝတ်ပါထီထိုးခြင်းစနေဘုဒ္ဓဘုနေမှာခွန်လေးကိုပတ်လက်ထိုးပါ ဆန်နေရောက်တိုင်းမှာပူကန်ကောင်းမှုဆိုရင်လက်ဖက်တပွဲလိမ္မော်ကြီးတစ်ခွက်ဖျောင်းတဲ့တိုင်လှူအောင်တပြေပန်းလှူတရားထိုင်ပေးရော့အရရှိမျက်နာမှာရှိတဲ့ခွေးခူငါးငှက်အယူအသက်ကြီးသူလဲလျောင်းနေတဲ့လူအဲ့ဒါတွေကိုကူညီမဲ့ကျွေးမဲ့မွေးမဲ့အဲ့ဒါဆိုရင်အတိုက်တဲ့အလွန်တခုနဲ့ကုတ်ကကံကောင်းသွားမယ်အလုံးတော့ကျွန်တော်ချစ်ပိတ်တတ်ဒီအခုလိုကံကောင်းတဲ့ အခွေရေးတွေကြုံနေတဲ့ဂျိုစည်းတတာနတ်ခတ်အချိန်နေနဲ့ကြုံတဲ့အချိန်မှာတေးသေးချာချာလေးလေးသားသားလေးလှုပ်ကြကင်ကြပါ အားလုံးတော့ကရင်ဂျိမ်းပြီးကန်ကောင်းစေခြင်းပါတယ်ကန်ကောင်းစေခြင်းလို့လဲဒီကိစ္စတွေထုတ်ပြောတာထုတ်ပြောတဲ့အတွက်လဲတချို့ကျွန်တော်အတွက်ဟိုမင်္ဂလာရှိသလိုအားလုံးပွားနိုင်ရင်ပူပြီးတော့ကန်ကောင်းတာပွားနိုင်တာကိုကဒါလေးနားထောင်မယ်တယောက်တည်းလုံးမှသာ၁၀ယောက်အယောက်တည်းရအဲ့အယောက်တည်းရလုံးတဲ့ကန်တွေကိုရှိစီးတာပဲ အဲ့ဒါဆိုကျွန်တော်ဒီရာလေးကိုခေါင်းလောင်းလေးတီးလိုက်ရင်ရှယ်လေးလှုပ်လိုက်ရင်ပူမကောင်းဘူးလားကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေနောက်လတွေမှာကောင်းမွန်စွာဆက်လက်တွေ့ပါမယ်2026ဒီကံကောင်းသောနှစ်ဖြစ်ပါတယ်မင်္ဂလာပါ